မမကံကံရှုမြင်သုံးသပ်တဖို့အမတန်မှအရေးကြီးတယ်။မမကံကံရှုမြင်မှုဟာစိတ်နှလုံးအေးချမ်းမှုရဲ့အစပထမပဲဖြစ်စိတ်နှလုံးအေးချမ်းမှုအတွက်ချင်းဆောင်တာမမကံကံဆင်ရင်သုံးသပ်မှုပဲဖြစ်။ဒါဖြင့်စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင် တွေ့တာမှုဖေရှာတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရဘူးတွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့ရသဗျာကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယစာယတိတောကောတဏှာယစာယတိတောကောတောကဆိုတာတဏှာ၆ဖြစ်လာတာ ပြတမှုဆိုတဲ့ကနာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာတောကဘလို့မှရှောင်လွဲလို့မရနိုင်ဘူးတောကကိုရှောင်လွဲခြင်းလို့ရှိရင်ကနာကိုလျှော့ချကြရမှာဖြစ်တယ်လူတိုင်းလူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြရတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုတော့ မနေနိုင်ကြဘူး။ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့တွေ့တံမှုကိုမဖယ်နိုင်လို့ပဲတွေ့တံမှုကိုမဖယ်နိုင်သေးတဲ့မြတ်သောကဆိုတာဘယ်တော့မှရှင်းချနိုင်ကြမှာမဟုတ်ဘူးတဲ့ဒီသဘောကိုခွန်ကြီးတို့တွေမှတ်သားနိုင်ကြမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဟာအင်တမလက်တွေ့ချတယ် အင်တာမလည်းပဲတိကျမှန်ကန်မှန်မှန်ကန်ကန်ဟောထားသည့်အတွက်ကြောင့်ရသော်ဘုရားတရားတော်မှာလွဲမှားမှုဆိုတာရှိအင်တာမစိတ်ချရသော်ဘုရားကိုယ်တိုင်ကိုယ်ကသွက်ခါတော်ဓမ္မဓမ္မကိုမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်ဆိုတာဓမ္မရဲ့ခုံရည်ထဲမှာအတိလင်းထုတ်ဖော်ပြထားတာရှိဒါကဂရန်တီပေးတဲ့သဘောပဲ ရသဗျာရဲ့တရားဟာမှားယွင်းမှုလုံးဝမရှိဘူး